ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေကျွန်တော်တို့ Europa League Final အပီးရဲ့ sorry ကျွန်တော်တို့ဒီညကနောက်ဆုံးပွဲစဉ်အပီးရဲ့နောက်မှာဒီ Athletic ကနေပြီးတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းအခြေအနေအစုံကို article တစ်ပုဒ်ပေါ့နော်ကျွန်တော်တို့ဒါ lorry ကရေးပြီးတော့ report လုပ်လာတာကျွန်တော်ရှိတယ်အဲ့ဒီတကကိစ္စလေးတွေကိုကျွန်တော်တို့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေရွေးပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့နော် ရူဘင်အမ်မိုရင်ကပြီးခဲ့တဲ့တောက်ကြနေ့ကမိုနာကိုကိုလေရင်နဲ့တွားရောက်ခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်ရဲ့အမှုဆောင်ကော်မတီအစည်းအဝေးကိုသူတက်ရောက်ခဲ့တယ်ပေါ့အဲ့ဒီနောက်မှာကျွန်တော်စနေနေ့မှာဆိုလို့ရှိရင်မန်ချက်စတာကိုပြန်လာပြီးတော့အသင်းသားတွေနဲ့လေ့ကျင့်ဝင်မှာငါဟာနောက်ရာသီမှာ နီးပြအဖြစ်အသင်းမှာဆက်ပြီးတော့ရှိမှာဆိုပြီးတော့သူကြီးညာပြောခဲ့တယ်ကစားမားတွေကိုအတိပေးခဲ့တယ်ပေါ့ဗျာ မန်ချက်စတာယူနိုက်တက်ရဲ့အတွက်ကတော့လိုအပ်နေတယ်လို့ယူဆရတဲ့ကစားမားတွေရဲ့ profile တွေကလက်ရှိ Amorin ကစားနေပါတယ်ဆိုတော့3421ပုံစံတစ်ခုတည်းအတွက်တင်မဟုတ်ဘဲနဲ့ system အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်တဲ့ကစားမားတွေကိုအလိုရှိနေတာပေါ့ကိုရီအသင်းမှာက Premier League မှာကျွန်တော်တို့ထီထီရောက်ရှင်ပြိုင်နိုင်မှုအတွက် physicality ရပါတော့ကျွန်တော်တို့ဒီလိုအပ်တဲ့အခြေအနေမှာရှိမနေဘူးဆိုပြီးတော့ပေါ့နော်ဒါအားလုံးကယူဆထားကြတာ ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါကတော်တော်ကိုတော်တော်ကိုမှန်တဲ့နေရာမှာပါတယ်။ဒီလားအသင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ပရီးမီးယားလိမှာလာကျွန်တော်တို့ကတကယ်တမ်းကစားနေတာဟိုပရီးမီးယားလိက demand ဖြစ်တဲ့ physical အတိုင်းအတာတစ်ခုကြီးကိုဒီကောင်းနိုင်တဲ့နေရာမှာကျွန်တော်တို့မပါဘူး။မပါဘူးတော်တော်လေးကိုတိုင်ပက်တယ်အဲ့ဒီကိစ္စကဘာလို့လဲဆိုတော့ဟိုတိုက်စစ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကြည့်ပြဂါနာချူတို့အာမက်ဒီယာလိုတို့ physical ဘိုင်းကတော်တော်ကိုအားနေတဲ့နေရာမှာပါတယ်။အဲ့ဟိုဘယ်လိုလဲ resma white land တယောက် zigzag ဒါတော့ပဲကျွန်တော်တို့ရှိတာ white land တော့မှာ ဖီဇီကယ်ပိုင်းကောင်းပေမဲ့လည်းသူ့ဟာကိုသူအားသာချက်အဖြစ်သူအတုံးမချနိုင်ဘူး။ကွင်းလေကိုကျွန်တော်ကြည့်ပြ။ဥကာဒီဖီဇီကယ်ပိုင်းတော်တော်ကိုလုံးဝအားနေတဲ့နေရာမှာပါတယ်။ဘရူနိုဖာနန်ဒက်စ်ဖီဇီကယ်ပိုင်းတော်တော်အားနေတယ်။ကက်စမဲရိုကျွန်တော်ပြောမနေနဲ့တော့ခန္ဓာကိုယ်ကအတိုင်းအတာတစ်ခုတွေဟုတ်ပေမဲ့လည်းလို့ပေါ့နော်။သူ့ရဲ့အချင်းကြီးကဖီဇီကယ်ပိုင်းတကယ်ကောင်းနေတယ်မှာကျွန်တော်ပါမနေဘူး။နောက်တန်းကိုကျွန်တော်ကြည့်လန်နီယိုတို့ဖီဇီကယ်ပိုင်းတော်တော်ကိုအားနေတဲ့နေရာမှာပါတယ်။အေဒင်ဟေဗင်ကြည့်မလား။အဲ့တော့ဒီလစ်တို့ပါတို့ကတော့ထားအောင်ဒီလစ်တို့မကွမ်းရတို့ကျွန်တော်ထားအောင်ဒါပဲ။ ဝင်းဘက်စ်တွေကိုကျွန်တော်တို့ကြည့်မလားပက်ထရစ်ဒူဂူတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအဲဒီဂိုဒါလော်တို့ကစားသမားတွေဆိုတော့အသင်းရဲ့ကစားသမားတွေအများစု80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ကခန္ဓာကိုယ်ကြန့်ခိုင်မှုပိုင်းတွေမှာတခြားကလပ်အသင်းတွေကိုဘယ်လိုမှကျွန်တော်တို့ရှင်လို့မရဘူးလီဗာပူးအသင်းဆိုလို့ရှိရင်ပြနောက်တန်းမှာကျွန်တော်တို့ကြည့်ရောဘတ်ဆန်တို့ဘာလို့အဲပင်ပင်တီးတီးလေးပဲဒါပေမဲ့ဒီကောင်တွေက strength ဘိုင်းရအတိုင်းအတာတစ်ခုတည်းကောင်းနေမြန်နေ record ဘာတော့ကောင်းကောင်းလုပ်နိုင်နေတော့ပြီးလို့ရှိရင်အမြင်ဘောတွေပါတယ်မှာဆိုလို့ရှိရင် band tight တို့ကျွန်တော်တို့ကိုနာတီတို့ဟလား အဲ့လိုကစားမားတွေကျွန်တော်ကြည့်ပြသူများအတင်းမှာဆိုရင်ကွင်းလယ်မှာလဲ Greven Bass တို့လူကစားမတွေ Alistar တို့ Dominic Soboslain တို့လူကစားမတွေရှိနေတာ Chelsea တို့ဆိုလို့ရှိရင်လည်း Kai Sido တို့ Anzo တို့လိုမျိုး physical ပိုင်းကောင်းတဲ့ကစားမတွေအဲ့လိုမျိုးပေါ့နော်ကိုရီအတင်းမှာကျတော့လက်ရှိ Premier League မှာတော်တော်ကို physical ပိုင်းအားနည်းတဲ့တွေမှာပါတယ်ဆိုတော့ဒါကြောင့်ကစားမအသစ်တွေခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာဟိုဘယ်လိုပြောမလို့ကစားမတွေဒီကောင်လေးရတော့ကောင်းနေဟိဆိုတာနေကျွန်တော်မရတော့ဘူး physical ပိုင်းကောင်းရမယ် system အားလုံးနဲ့မင်းကိုက်ညီအောင်ကစားနေတဲ့သူဖြစ်ရမယ်ဒီနေရာမှာကဘာပေါ်မှာရှိတဲ့ system နဲ့အကုန်လုံးနဲ့ကိုက်ညီတဲ့ကစားမကိုပြောတာမဟုတ်ဘူးယာခန်းစီ၄ယောက်နဲ့ကစားမလားခန်းစီ၃ယောက်နဲ့ကျွန်တော်ကစားမလားဘလူပဲဖြစ်ဖြစ်ပေါ့နော်အန်ဝင်ခွင့်ကြဖြစ်အောင်ကစားနေတဲ့သူတွေဖြစ်မှရမယ်အခုလက်ရှိကျွန်တော်အစ်စ်ခေါ်ရတဲ့ကုညာကိုကျွန်တော်ကြည့်ကြည့်ဒါအသင်းမှာဘလူဆက်ပြီးတော့ဖြစ်လာအောင်မလဲတော့မသိဘူး official ကြီးညာတာကိုလည်းကျွန်တော်စောင့်ရအောင်မယ်ဒါပြီးမဲ့လို့ပေါ့နော် number 10မှာလည်းသူကစားနိုင်စွဲရှိတဲ့ player တယောက်ဗျာတို့ဒါအပြင် nero လက်ရှိ number 10မှာလည်းကစားနေတဲ့သူတယောက် ဝင်ကအဖြစ်လေကစားနေဆိုရှိတဲ့ကစားမတယောက်ပြလက်ဖွင်းနေပါရီမှာအတိုက်စစ်မှုအဖြစ်လေသူကကစားခဲ့သေးတာအန်ဒါမျိုးပေါ့နော်အနည်းဆုံးတော့နှစ်နေရာလောက်ထိကိုကစားနေတဲ့သူတွေကိုကျွန်တော်တို့သာခေါ်ဖို့ကြိုးပမ်းမှာကုညာဆိုလို့ရှိရင်မြန်လဲမြန်နဲ့ပါဝါလဲရှိတယ်နော်ပြီးလို့ရှိရင် physical ဘိုင်းလဲ strong ဖြစ်တဲ့တဲ့မှာကျွန်တော်တို့ပါတယ်အတင်းဘက်ကအပြောင်းရွှေ့ဒီမှာ physical ဘိုင်းတွေကိုကျွန်တော်တို့သာအဓိကကြည့်ပြီးတော့ရွေးချယ်ရမယ်တဲ့မှာကျွန်တော်တို့ပါတယ်တော်တော်လေးကိုတိုင်ပတ်နေတာလက်ရှိလူစည်ရင်းကနော်ဒါပြင်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောထားတယ် အဲအသင်ကစားမသုံးဖြစ်တဲ့ဦးနနာတို့မကွိုင်းရတို့ဒါလော်တို့ကတော့ဒါနော်လာမယ့်တစ်ပတ်မှာအိန္ဒိယကိုလိုကိစားတကူနဲ့လာမယ့်ပိုင်းညာဒါတွေထားပါနော်အဲ့တော့ zig zig ကိုကျွန်တော်နယူကာဆယ်နဲ့ပွဲမှာပရိသတ်တွေကလောင်ပြောင်းတာတွေကျွန်တော်ရှိခဲ့တယ်ပေါ့လေအဲဒီနေရာမှာတော့အဲ့ဒီလိုမျိုးလောင်ပြောင်းခံရတဲ့ပွဲမှာအယံကုံကိုကစားမဖြစ်သူပြန်ပြီးတော့လာအောင်လို့ဘရူနိုဖာနန်ဒက်စ်က ဒိုင်းနာတခုဒီကျွန်တော်ဖြောင်းပြနိုင်ခဲ့တယ်၊ကူညီနိုင်ခဲ့တယ်ပေါ့ဗျာ။ Finance ကတော့အဲ့ဒီဘက်မှာပွဲပယ်ပြတဲ့ကြာထားတယ်ဆိုတော့ဒါနဲ့ဒါ Bounce ကနေပဲကြည့်နေရင်းနဲ့ဒီချီနီကိုသူရိပ်မိပြီးတော့တည်တယ်မလား။ဝက်ကစားလဲကန်းလေးကိုသွားနေတဲ့ Zig Zig ကို RB အမြောက်ဒီကျွန်တော်လုံရင်းเนาะကျွန်တော်ဒီအတင်းရဲ့အရန်ကုန်နန်းလေးကိုပြန်ပြီးတော့လာအောင်ပြည်သက်တည်းရဲ့ဝေဖန်မှုတွေကိုရဲရဲရင်ဆိုင်ဖို့တည်တယ်မလားเนาะဆိုတော့ဒါအကြံပေးခဲ့တာတွေပါတွေရှိတယ်ပေါ့။ဒါတွေကလိုတယ်။လိုတယ်ဆိုတာစဉ်းစားကြည့်ဗျာ။အကယ်လို့ Zig Zig ဒါအဲ့ဒီပွဲမှာ အာပရိသတ်တွေကတော့ဟေးငါ့ကိုပထသူပထမပိုင်းမှာလဲကျွန်တော်လဲလိုက်တယ်ဗျပထမပိုင်းမှာလဲငါ့ကိုလဲတယ်ပြီးလို့ချင်းပရိသတ်တွေကလဲငါ့ကိုလောင်ညပြောင်ညတယ်ဆိုအဲ့မှာတင်ကျွန်တော်ကအားလုံးကပြီးသွားပြီပြီးလဲသူလည်းပဲအရန်ကုန်ကိုပြန်မလာဘူးဘာညာဆိုလို့ချင်းကစားမဘောကပြီးသွားပြီမန်ချက်စတာယူနိုက်တက်ကစားမဘောကပြီးသွားပြီကျွန်တော်လည်းပဲအဲ့တုန်းကပြောခဲ့တာပဲအာโอเคသွားပြီကစားမတယောက်ပထမပိုင်းမှာလူစားလဲခံရတယ်ဆိုတာမျိုးကဘာ injury မှမကြုံဘူးဆိုလို့ချင်းတော်တော်ကိုလိုအပ်ချက်ရှိလို့ဆိုတာကိုကျွန်တော်ပြအဲ့မှာတင်ကိုအသင်းရဲ့ကိုပိုင်ပြိတက်တွေကိုတိုင်ကိုကပါဒါမျိုးတွေကျွန်တော် ပြောင်ရလှောင်ရတဲ့ဆိုတာမျိုးကကစားမတယောက်ရဲ့လက်ရှိအသင်းနဲ့ကစားမဘဝကိုပြီးဆုံးသွားစီမဲ့အခြေအနေမျိုးတွေဗျ။အင်း။ဒါတော့ဖာနန်ဒက်စ်ရဲ့ဘောနော်ကျွန်တော်တို့ဒီကူညီပေးမှုကအများကြီးအရေးပါခဲ့တယ်ကျွန်တော်ပြောရမှာပဲအခုဆိုလို့ရှိရင်ရက်စမန်ဝိုင်လန်တို့ဘာတို့ကိုကြော်ပြီးတော့60တို့ကိုကျွန်တော်နေရာရစီခြင်းနေပြီ။ကစားမကလည်းပဲအဲ့ဒီပွဲနောက်ပိုင်းဟပြီးမှတကယ်ပူကောင်းတဲ့ performance တွေသူပြနေပြီ။ဒါကောင်းတဲ့တစ်ချက်ပဲဗျ။ဒါကောင်းတဲ့တစ်ချက်ပဲ။ဒါကြောင့်အတင်းကောင်းဆောင်တယောက်ရဲ့အရေးပါမှုကကျွန်တော်တို့တော့ဒါရီမြင်ချင်မှမြင်ရမှာပေါ့ဗျာ။ဒါပေမဲ့လေလို့ဘောနော် ဝစားလေးကန်းတွေပါတယ်တို့တွေမှာဒီလိုထိရောက်အောင်နေကျွန်တော်တို့ကလှုပ်ပေးထားနိုင်မှကျွန်တော်တို့ကအမှန်ကန်အစဉ်ပြေမှာဒါကတော့အတန်းအတန်းတခုကြီးကောင်းခဲ့တဲ့အရာပါနောက်တစ်ခုကတော့အသင်းရဲ့ကျွန်တော်တို့ကဟိုဘယ်လိုပြောမလို့ဒီ Christopher Vivi လို့ပေါ့နော်ဒီလူက Manchester United ရဲ့အစီအစဉ်တွေကိုအဓိကပုံဖော်တဲ့နေရာမှာအဲအခန်းကဏအဓိကနေရာကနေသူပါဝင်နေတယ်ပေါ့နော်ညရာဒီအပြောင်းရွှေ့ကာလမတိုင်ခင်မှာဆွေးနွေးမှုအကုန်လုံးက ဒီဘယ်လိုလဲ MO တွေနဲ့လိုအပ်တဲ့ပုံစံနဲ့ကိုက်ညီတဲ့ကစားမားတွေကိုရှာဖွေပေးဖို့အတွက်ရည်ရွယ်ထားတယ်ပေါ့။နောက်ဆိုတော့ဒီနေရာမှာတခုရှိတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ MO တွေနဲ့ကိုက်ညီတဲ့ကစားမားတွေတင်ကျွန်တော်တို့ကခေါ်ရမှာကတော့မှန်နေပေါ့နော်။ခုနကပြောသလိုပဲ system အကုန်လုံးနဲ့ကိုက်ညီတဲ့ကစားမားတွေလည်းဖြစ်အောင်မှကျွန်တော်တို့ရမှာ။ဘာလို့လဲဆိုတော့ကစားသမားတစ်ယောက်ကိုကျွန်တော်တို့ခေါ်ပြီးသွားရင်အနည်းဆုံး၃နှစ်ကနေ၅နှစ်ထိအသင်းမှာဆက်ရှိမှာ နီးပြားတယောက်ကိုခန့်ပြီးသွားရင်လာပိုင်းလည်းဖြစ်သွားနိုင်တယ်။တရာဒီလောက်လည်းဖြစ်နိုင်တယ်။အလုံးစုံတရာဒီခွဲလောက်လည်းကျွန်တော်ဖြစ်နိုင်တယ်။ဆိုတော့ဒီနီးပြားလက်အောက်မှာဒီနီးပြားနဲ့အံဝင်ခွင့်ကြဖြစ်တဲ့ကစားသမားတွေကိုခေါ်ပြီးတော့နောက်ထပ်နီးပြားတယောက်ပြောင်းတဲ့အခါအဲ့ဒီနောက်ထပ်နီးပြားတယောက်အောက်မှာလည်းကစားသမားတွေအကုန်ပြန်ပြောင်းသွားမယ်ဆိုလို့ရှိရင်အသင်းဟာဒီလိုမီးနဲ့လဲပတ်နေမှာ။ဘာလို့လဲဆိုတော့ကိုယ်အသင်းမှာကနီးပြားအတွက်ကစားသမားတွေခေါ်ပေးနေတာ။ ဒါကြီးကတိတ်မှန်ကန်တဲ့အရာမျိုးကြီးဟုတ်မနေဘူးဟာအမ်ဒင်ရောက်လာပြီဆိုမှတော့အမ်ဒင်တို့ကကောင်းတဲ့ကစားမတွေခေါ်ပြီးပေါ့မှန်ပါတယ်ဒါပေမဲ့လေလို့ပေါ့နော်အမ်ဒင်ကျွန်တော်တို့အချီနီမကောင်းလို့ထုတ်ပယ်ခံရပြီဆိုနောက်ထပ်တစ်ယောက်နီးပြတစ်ယောက်ခန့်မယ်ခန့်တဲ့နီးပြက4ဘက်နဲ့ကစားတယ်433 313 111စပါထပါတော့နော်ကစားတယ်ဒါဆိုလို့ရှိရင်အမ်ဒင်3ဘက်နဲ့ကစားပြီးတော့ win back တွေကတည်ကြတယ်ဒါကျွန်တော်အန်ခွင့်ကြဖြစ်ချင်မှာဖြစ်တော့မှာ3ဘက်နဲ့ကစားတာဖြစ်တဲ့ center back တွေအများကြီးရှိခဲ့တယ်ဆိုတော့အဲ့ center back တွေကတောင်းလို့ပုံပြီးတော့ဂျန်ခဲ့ရင်ဂျန်ခဲ့တော့မှာ နော်ဒါမျိုးတွေကျွန်တော်ဖြစ်သွားပြီဆိုတော့ Winbacks တွေတောင်မန်ကစားမားတွေဒီကျွန်တော်ထက်နေတော့မှာအန်ဒါမျိုးတွေပေါ့ဒါကြောင့်လက်ရှိအသင်းမှာအမိုရင်တွက်ခေါ်ပြီးမဲ့ကစားမားတွေက Amorin တွက်ဆိုတာတဲ့အသင်းတွက်ဖြစ်ဖို့အရေးကြီးတယ်လက်ရှိ Liverpool အသင်းဆိုလို့ရှိရင်ကျွန်တော်တို့ကြည့် Jurgen Klopp ရဲ့လက်အောက်မှာတောက်လျှောက်ခေါ်ပေးခဲ့တဲ့ကစားမားတွေက Jurgen Klopp စိတ်ကြိုက်ကစားမားတွေကြီးပဲဟုတ်မနေဘူးသူတို့သွားကျင်တဲ့ structure အောက်မှာအန်ဝင်ခွင့်ကြပြည့်မဲ့ကစားမားတွေကြီးပဲရယ်ဆိုတော့နီးပြပြောင်းလဲပဲဟိုအိုက်တင်က Champion Champion တော်ဖြစ်သွားသေးတယ် ဘာမှဖြစ်မသွားဘူးဗျာနီးပြပြောင်းလဲဒီကစားမကောင်းနေတာဒီကစားမကောင်းနေတိုင်းပဲကျွန်တော်ရှိနေတာအဲကြောင့်ကိုအတင်းမှာလက်ရှိနွေရာသီပြောင်းရှုမှာခေါ်မယ့်ကစားမတွေကဒီဘလိုပြောမလို့တဏီယာတဲ့စနစ်တစ်ခုတည်းမှာတယ်အံဝင်ခွင့်ကြဖြစ်မဲ့ကစားမတွေဖြစ်နေလို့ကျွန်တော်မရဘူးကုညာကိုဟူလိုလို့တည်းကျွန်တော်အချင်းကြီးကောင်းသွားပြီကုညာဆိုရင်ခုနကပြောသလိုနံပါတ်10လေးကစားနိုင်တယ် left wing မှာလည်းသူကစားနိုင်ဆိုရှိတယ်ဒီမှာပါတယ်တိုက်စစ်မှုတယောက်ဖြစ်လေသူ့မှာအထွေကြုံရှိတယ်ဒါမျိုးတွေပေါ့ဆိုတော့အဲ့ဒါဆိုလို့ချင်းတည်ကြတဲ့၄နှစ်၃နှစ်နဲ့ကစားကျင်လား left wing မှာသူကစားလို့ရတယ် နံပါတ်10ခုမှကစားလို့ရတယ်အခုလည်းကြည့်3421နဲ့ကစားခြင်းလားနေရုနံပါတ်10မှကျွန်တော်တို့ကစားလို့ရတယ်ဒါမျိုးပေါ့နော်ဒါကြောင့်အသင်းမှာက system အတွက်ကျွန်တော်အသင်းရဲ့ structure ဘိုင်းအတွက်ဦးစားပေးခေါ်တဲ့ကစားမတွေကျွန်တော်ဖြစ်မှရမှာမော်ရီညိုလက်ထက်တုန်းကလည်း defensive အသားတွေကစားမတွေခေါ်တယ်နောက်ထပ်ခန့်တဲ့နီးပြကျတော့ Eric Ten ကဟုတ်လားနော်ဗာလေ Oligana Social counter attack တွေကျွန်တော်တို့ကစားမယ်နောက်ထပ်ခန့်တဲ့နီးပြကျတော့ Aishia ကျတော့ဗာလေ Louis Van Gaal လို့ဗာတို့ Tiki Taka Taka တကူကစားတဲ့ကောင်တွေ နော်ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားတဲ့သူတွေနောက်ထပ်ခန့်တဲ့မော်ရီညိုကျတော့တန်ပြန်အားသာတဲ့ညီးပြတွေဒါမျိုးတွေကျွန်တော်ဖြစ်ကုန်တာအဲရစ်တန်ဟာလက်အောက်မှာကျတော့ directly ကစားတဲ့ကစားမားတွေခေါ်အကုန်ကောဒါမျိုးတွေဖြစ်ကုန်တာအခုတန်ဟာရဲ့ကစားမားတွေကအခုလက်ရှိအန်မိုရီလက်အောက်ကျတော့ဘလို့မှအဆင်ပြေမနေဘူးအများစုကဒါမျိုးတွေပေါ့နော်ဒါကြောင့်အသင်းကဒီညီးပြအတွက်ဒီညီးပြအတွက်ဆိုပြီးတော့ကျွန်တော်ခေါ်ပြီးတာတွေကကျွန်တော်နေနေပေါ့နော်ရက်တန်းမှာကျွန်တော်ရမှာနော်နောက်ထပ်ညီးပြအောက်မှာလည်းအဆင်ပြေနိုင်တဲ့ base system နဲ့နေနေအချင်းကြီးကောင်းနိုင်မယ်ဆိုတဲ့သူတွေကိုကျွန်တော်ခေါ်မှာ တို့ကကြာမှာเนาะဆိုတော့ဒါကတော့ဒီ athletic ကနေပြီးတော့ဖော်ပြလာတဲ့ report တချို့ပေါ့လေဒီထဲမှာတော့အသင်းတာဝန်ရှိသူတွေအလုပ်လုပ်တဲ့နေရာမှာတကယ်အချင်းကြီးကောင်းတဲ့ဗောနော်အချင်းကြီးကောင်းကောင်းတဲ့သူတို့အလုပ်လုပ်နိုင်ဖို့ကျွန်တော်လိုတယ်เนาะဆိုတော့နွေရာသီပြောင်းရွှေ့မှာတကယ် system ဆိုတာ system နဲ့ပို့ပြီးတော့ဘယ် system နဲ့မဆိုကစားလို့ရတဲ့ကစားမားတွေကိုအမှန်ကန်ခွန်နိုင်မှုသူတို့ဂျူးပန်းပေးရမှာ Christopher VV အသင်းရဲ့အားကစား director ဖြစ်သူလာပါတယ်เนาะကျွန်တော်တို့ဒါအမှန်ကန် recruitment director ပေါ့နော်သူရဲ့လုံနိုင်စွမ်းညီဘယ်တော့ကောင်းမလဲ ကျွန်တော်ကြည့်ရမှာပဲကစားမရွေးချယ်တဲ့နေရာတွေမှာနော်ဆိုတော့ညီကတို့နေနေရောနေရာဒီပြောင်းရွှေ့မှာဘယ်လိုကစားမတွေကိုအတင်းမှာခေါ်လို့ရနိုင်မယ်ထင်ကြလဲကျွန်းနေကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်